လူတယောက်အကြောင်းပြောပြမယ်နော်ဒီမှာသူ့နာမည်ကဂျော်နာတန်လို့ခေါ်တယ်နယ်သာလန်နိုင်ငံသားအခုဒီနှစ်ထဲမှာဆိုရင်သူက44နှစ်လောက်တော့ရှိဆိုတော့ဒီဂျော်နာတန်ကကလေးတစ်ထောင်ရဲ့အဖေဆိုတော့ယုံလားကလေးတစ်ထောင်ဘယ်လိုဖြစ်သွားဘယ်လိုဖြစ်သွားလဲဆိုတော့ဗာသူက spam donor အဲ နှစ်ချောင်းခုနှစ်ခုနှစ်လောက်ကနေစပြီးတော့သူကဒီ spam bank နေပေါ့နော် spam bank နေမှာသူကသူ့ရဲ့တုပ်ပိုးလှူရှင်ပေါ့အဲ့ဒါတွေတွားပြီးတော့သူကလှူထားတယ်တကယ်တမ်းဆိုရင်နေသားလန်နေသားလန်နိုင်ငံရဲ့ဥပဒေအရဆိုရင်သူကဒီမိသားစု25စုထပ်ပို့ပြီးတော့သူကအဲကူညီလို့မရအောင်သူ spam ကိုအဲ့ထပ်ပို့ပြီးတော့လှူဒန်းလို့မရအောင်ပါဒါမဲ့သူကကြတော့နာမည်အမျိုးမျိုးတုံးပြီးတော့အဲ့လို register ရှောက်လုပ်ထားပြီးတော့သူကအဲ့လိုလှူလာ စပမ်ဘက်ဆက်တစ်ခုမှတော့မှသူကရှူထားတာရှိတယ်။အာဒီတစ်ဖက်မှာကျတော့ဒီတချို့ကလေးလိုချင်တဲ့အမေတွေကျတော့ကွာနေ့ရက်သားသမီးကဟိုဘေးမျိုးရိုးကနေဆင်းသက်လာတဲ့အဲဘာဘာအဲ့လိုမျိုးဟိုအဖေရဲ့အဲဘလူးပုံစံအဖေကနေဆင်းသက်လာတယ်ဆိုတော့မျိုးမသိပဲနဲ့သူကကလေးမယူချင်ဘူးစပမ်ကတော့အလူကတော့ခံချင်တယ်ဒါပေမဲ့အဲအဲအလူရှင်ကိုလည်းသူကတိချင်တယ်သို့တော်လည်းပဲဒီ ဒီဥပဒေအရဆိုရင်တို့က spam donor ဘာတူလဲဆိုတာသိခွင့်မရှိဘူးကွာဒီမိဘတွေကစိတ်ဝင်စားလာတာပါလဲဆိုတော့အာ online ကနေပြီးတော့အဲ့လိုတိုက်ရိုက် spam donor ကိုတို့က share လာအာ netherland မှာဥပဒေတရထုတ်လိုက်တယ်ကွာဒီ spam donation ကြောင့်ငွေလာတဲ့ကလေးတွေကဒီအသက်16နှစ်ရောက်လို့ရှိရင်တို့ရဲ့အဖေကဘာတူလဲပေါ့အဲ့ဒါကိုတို့ကသိခွင့်ရှိတယ်ဆိုတော့ဥပဒေထုတ်ပြန်လိုက်ရော ဲ့လိုထုတ်ပြန်လိုက်တဲ့ခါကျတော့ဒီ spam donor တော်တော်များများဟိုမလူရှင်တော့ဘူးသူတို့ကလေဘာဖြစ်လို့လဲဆိုတော့ဟိုသူတို့ကဒီကလေးမရှိတဲ့ဒါအမိဘတွေပဲသူတို့ကကူညီချင်တာကွာဒီကလေးကိုသူတို့ကလိုချင်တာလည်းမဟုတ်တာဝန်ယူချင်တာလည်းမဟုတ်တစ်ချိန်မှာကလေးကသူတို့ကိုပြန်ရှာပြီးတော့သူတို့နဲ့လာပတ်သက်မှာတခုခုအဲ့လိုဖြစ်မှာသူတို့ကမလိုလောက်သူတို့ကိုသူတို့လည်းအတိမခံနိုင်အဲ့တော့သူတို့ကသူ့အဲ့လို spam solution เนี่ยအဲ့ဒီအကြောင်းရင်းကြောင့်တော်တော်နဲသွားတယ်တချို့ spam bank တွေတော့မှအဲ့ဒီဥပဒေပေါ်လာပြီးတဲ့နောက်မှာပိတ်လိုက်တာ အဲ့တော့ဒီ Jonathan ကကြတော့ तू ကပြောတာပေါ့ तू ကအဲ့ဒီ gap ကိုအဲ့ဒီလိုအချက်ကို तू ကဖြည့်တယ်ပေါ့ तू ကကူညီတယ်ပေါ့နော်အဲ့ဒါတကြောင်နောက်ပြီးတော့ခဏတော့ကပြောသလိုပဲတချို့မိဘတွေကြတော့အလှရှင်ကိုမြင်ပြီးတွေ့ပြီးမှဩဒီလူနဲ့ဆိုရင်တော့အဲ့လိုမျိုးကျေနပ်ပြီးမှရွေးချင်တာအဲ့ဒါကြောင့်မလို့သူတို့ကအဲ့လို online ကနေပြီးတော့ဒိုက်ရိုက်ဒိုနာကိုသူကရှာတာအဲ့ online ကနေဒိုက်ရိုက်အဲ spam ဒိုနာရှာတဲ့အမေတယောက်ပြောတာဆို အရင်ရည်ရနော်တော့ဘာပြောလဲဆိုတော့ဒီ online ကနေဒီ spam donor ရှာတာပေါ့နော်ဒီ shopping mall တခုကိုဝင်သွားပြီးတော့အဲ့ဒီ shopping mall ကဟို PC တွေကိုရွေးသလိုမျိုးချင်းတခုထဲမှာရွေးသလိုမျိုးပေါ့အဲအဲ့လိုမျိုးပဲဥမာသူကအော်ငါငါကလေးရဲ့အဖေကမျိုးလုံးအပြာရောင်လေးလိုချင်တယ် and spin ဆိုရင်အညိုကောက်ကောက်လေးအဲလိုချင်တယ်အရက်အမောင်းဆိုဘလို့အဲသူဝါဒနာဆိုဘလို့အဆရှိတဲ့ဖြင့်သူကအဲ့လိုမျိုးသူတို့လိုချင်တဲ့ပုံစံလေးတွေကိုသူက တစ်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 နဲ့ online မှာတော့ရွေးလိုက်လို့ရတာကွာအဲ့လိုရွေးလိုက်ပြီးဆိုရင်နောက်ဆုံးကဲရှာတော့လို့ပြောလိုက်တဲ့အချိန်မှာသူတို့ရွေးထားတဲ့စာနှုန်းနဲ့အကိုက်ညီဆုံး spam လို့နာရထွက်လာထွက်လာတဲ့အချိန်မှာသူတို့ကကြည့်ပြီးတော့ပုံလေးကြည့်သူတို့စိတ်ကြိုက်လူကိုရွေးပြီးတော့သူက set တွေပြီးတော့ယူလာအဲ့မှာအဲ့လိုရှာတဲ့မိဘတော်တော်များများရဲ့ favorite က Jonathan ဖြစ်တယ်။သူကမျက်လုံးပြပြနဲ့စပင်းညူညူလေးနဲ့ပေါ့။အဲ့အော်တဲ့ Netflix ရဲ့ documentary မှာကြည့်ရလေ အဲ့မှာရှိတဲ့အမေတွေကပြောတာမလဲအေးဒီကောင်ချောတယ်ပေါ့နော်မျိုးလုံးပြားလေးနဲ့စပီညိုညိုလေးနဲ့တဲ့ကျွန်မကြည့်ရောလဲတာမန်ပါပဲအဲ့လောက်ချူချာကြီးချောနေလို့မထင်ဘူးဒါပေမဲ့သူအဲ့လိုသွားပြီးတော့စမ်းပွင့်တယ်လို့ပြောရမလားမသိဘူးအဲ့လိုဖြစ်သွားတာဖြစ်သွားတော့သူ့စီကနေပြီးတော့အဲဟိုက spam တွေကိုအလှခံပြီးတော့မွေးကြတာသူအဲ့အမေတွေကမေးတယ်နေမိသားစုဘလောက်ကိုကူညီပြီးပြီလဲဆိုတော့သူက၅ခု၅မိသားစု၅အဲ့လောက်ကမိသားစု၅ခုပဲ၅ခုကူညီဖို့ရည်ရွယ်တယ်အဲ့လိုကြီးပြောတာ တကယ်တကယ်မှာတော့ तू อ่ะမလေးရာချီနေပြီအဲ့ဒါမိသားစုတွေကမသိဘူးမိခင်တွေကလေပြီးတော့ तू อ่ะလှူတဲ့ပုံစံကလည်းကွာနေပတ်ဆံပေးစရာမလိုအာခီးစရိတ်ပဲပေးမာဝင်ပေမျိုးမှရှိလဲအဲ့နေ့ရှိတဲ့နေရာအထိကိုငါလာပေးမယ်အဲ့လိုပုံစံမျိုးနဲ့ तू อ่ะလောက်တာအာပြီးလို့ရှိရင်အဲ तू อ่ะဥမာအဲအိမ်အထိကိုလည်းရောက်အောင်လာလာရင်လာမယ်ကွာတချို့လူတွေကကြတော့တဘာဝနီးတိုင်းကလေးလိုချင်တယ်ဆိုရင် तू อ่ะအဲ့အမိနဲ့ तू အိပ်ပလိုက်တာပဲ ဲ့လိုအိတ်တဲ့နီးနေတယ်သူကပေးတယ်ပေါ့အဲ့လိုမဟုတ်ဘူးတချို့ lesbian တွေကရှိတယ်လေအလုံးဝယောက်ျားနဲ့မအိတ်နိုင်ဘူးအဲ့လိုဆိုတော့ကိစ္စမရှိဘူးသူကအမအိနာရေချိုးခန်းထဲကိုဝင်သွားပြီးတော့မှအဲသူတို့ပြင်ဆင်ပေးထားတဲ့ခွက်လေးထဲမှာသူကသူ့ sperm တော့ထုတ်ပေးတာအဲ့မှာအဲ့အဲ့လိုနီးနေယူတဲ့မျိုးသမီးကပြောတာလေ Easter egg လိုပဲပေါ့နော်အဲအဲ့ Jonathan ရေချိုးခန်းထဲကထွက်ပြီးပြီဆိုသူတို့ပြန်ဝင်လို့ရှင်သူတို့ပြင်ထားတဲ့ချင်းထဲကခွက်ကလေးထဲမှာကွာ ကျွန်တော်တန်ထည့်ထားပြီးတဲ့ spam တွေရှိသွားတယ်။သူကအဲ့ဒါကို screen နဲ့ဆွဲပြီးတော့သူ့ကိုယ်ထဲကိုပစ်ထည့်တာ။သူကအဲ့ဒါလည်းအကောင်ချိန်ကိုက်လို့ရတာပေါ့။မျိုးသမီးတွေသူ့ရဲ့ body ကိုအမြဲတမ်းသူကဟိုက monitor လုပ်နေရစောင့်ကြည့်နေရပေါ့နော်။အော်ဒီနေ့ကတော့မျိုးဥကျွေးတဲ့နေ့ဆိုအဲ့ဂျိုနာတန်နဲ့အဲ့လိုချိန်ကိုက်ပြီးတော့သူတို့ပြောတာတော့ fresh ဖြစ်တဲ့လက်လက်ဆက်ဆက်နည်းနည်းချင်းချင်း spam တွေတော့ချက်ချင်းအဲ့သူတို့မိမကိုယ်ထဲကိုထိုးတွင်းလိုက်တယ်ပေါ့နော်။အဲ့လိုနီးနဲ့သူတို့ကခလေးကိုရကြတာ။ စီယုံသွားချင်မလို့စီယုံသွားချင်လည်းမလို့ဆီယဝန်လည်းမလို့အရန်လွယ်တယ်အဲ့လိုအဲ့ဒါကြောင့်မလို့သူတို့တော့အများများဖြစ်သွားတာပေါ့ပြီးတော့ तू ကဘာလဲဆိုတော့ပတ်စံလည်းမတောင်းအဲ့လိုပြောတယ်ပေါ့နော်အာတချို့လူတွေမဟုတ်ဘူးနည်းနည်းပါပါပူပေးတာမျိုးတော့ရှိတယ်လို့တော့ तू ကပြောတယ်ကွာအဓိကတော့ခီးစိတ်နဲ့အမှနေစိတ်ပေါ့အဲ့လိုနီးနေပဲဂျော်နတာကဘာအနံ့ကိုသွားသွားနေတာ အာအစတော့ကမသိခင်တော့ကကျတော့အဲဒီမိခင်လောင်းနဲ့ထင်တာအာယံဉာဏ်ပညာကြီးပြီးတော့အလုပ်များတယ်တကယ်လုပ်ငန်းရှင်လို့လို့ပညာရှင်လို့လို့ဟိုးလို့လို့ဒီလိုအဲ့လိုထင်ကြီးတာပေါ့ကွယ်ကိုကလေးဖေဖြစ်လာမဲ့လူရဲ့ figure ကိုကြည့်လိုက်လို့ရှိရင်ဘာကြောင့်လဲဆိုတော့ तू ကခဏနေဆိုရင်ဂျပန်ရောက်တယ်ခဏနေဆိုထိုင်းရောက်တယ်ခဏနေဆိုဘေးနိုင်ငံရောက်တယ်ဟိုအာဖရိကအထိပါကြတယ်သူ့ရဲ့သားသမီးတွေ तू အဲ့လိုမျိုးစေ့ပေါ့အဲ့လိုလိုက်ဖြတ်နေတာပေါ့နော်အဲ့တော့ तू ခီးသွားနိုင်တာပေါ့တကယ်ဆို तू ကဟို musician လို့တော့ပြောရက်ကွာဒါမဲ့အရင်ကအကြောင်းစရာလေးလုပ်ခဲ့တယ်ဒါမဲ့ အလုတ်ကအရမ်းမင်မင်ရရအလိုရှိနေတာမဟုတ်ဘူးဒါမဲ့သူရဲ့ lifestyle ကိုကြည့်ရလို့ရှင်သူကကဘာပတ်နေတာအဲ့ကဘာပတ်နေတဲ့အကြောင်းရင်းကတကယ်တကယ်ကျတော့သူကအဲ့လိုကလေးတွေလိုက်ပြီးတော့အော်ကလေးတွေလည်းသူ့ရဲ့တုပ်ပိုးကိုလိုက်ပြီးတော့လိုချင်တဲ့သူတွေလှူပေးနေတာအဲ့လိုနဲ့ဘလို့ကနေစပြီးတော့သူအဲ့လောက်အာပေးနေတာတောင်းချမ်းနေတာတည်သွားလဲဆိုတော့ဒီမိခင်တရားပါကွယ်သူ့တငယ်ချင်းကိုသူကပြောပြရင်းနဲ့ spam အဲ ီကနေပြီးတော့အဲ့လိုဒိုနာနဲ့တဆင့်ကလေးရထားတယ်ဆိုတော့ပြောရင်းနဲ့အဲ့ဒီတယောက်ကလည်းဟဲ့ तू လဲ spam ဒိုနာနဲ့ပဲကလေးရထားပါမေးနဲ့အဖေက Jonathan ဆိုတော့တည်သွားအဲ့လိုနဲ့ပဲနောက်တယောက်ပြန်မေးလို့ Jonathan တည်သွားအဲ့လိုတချို့ကြတော့လည်းအဲ့လိုပဲဟိုအတန်းတည်းကသူ့ကလေးနဲ့တချောင်းတည်းကကလေးကသူ့ကလေးနဲ့အရန်တူတယ်ကွာအရန်တူတော့စိတ်ဝင်စားလို့မေးကြည့်လိုက်တော့ Jonathan ရဲ့ကလေးဖြစ်နေအဲ့တော့ပြောရှင်တာလူတယောက်ထဲရဲ့ cycle မှာတင်ဟောကွာ6ယောက်လောက်ဖြစ်နေပြီ အဲ့ဒါနဲ့သူတို့အရင်စိုးရင်လာပြီးတော့တစ်ဆင့်တစ်ဆင့်အဲ့လို group တွေထောင်အဲ့လိုဖော်ထုတ်လိုက်တာပေါ့နော်အဲဖော်ထုတ်လိုက်တဲ့အခါကျတော့အဲ့ Jonathan ရဲ့အဲစီကနေပြီးတော့ spam အလူခံပြီးမွေးလာတဲ့မိခင်နဲ့အဲ့ Facebook group တွေမှာ join 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 လိုက်တော့အဲ့မှာတင်သူတို့ကလေးအများကြီးရှိနေဆိုတော့တည်သွားတာဘယ်နှစ်ကြာမှတည်အော်တော်တော်ကြာတယ်လို့ပြော10နှစ်ကျော်လောက်လို့ပြောလို့ရတယ်။သူတို့အမှုစဖြစ်တာ2019လောက်လား။အဲအဲ့လောက်လောက်မှလားစဖြစ်တာ ဆိုတော့ तू အစလှူတာ2009ခုနှစ်ကကွာပြောရှင်တာသူကလေးတွေတော့မှတချို့ကလေးတွေဆိုဈေးနှစ်ကျော်ပါညာအဲ့လိုတွေတော့ရှိသွားလောက်ပြီအဲ့ဒီအချိန်ညမှာတည်တာအဲ့ချိန်မှာအမေတွေရဲ့အဓိကစိုးရိမ်မှုကဘာလဲဆိုတော့စဉ်းစားကြည့်နေတန်းလန်းဆိုတာအရင်ကြီးတဲ့နိုင်ငံမဟုတ်ဘူးเนาะလူကြီးရဲ့နည်းတဲ့နိုင်ငံထဲမှာပါတယ်ဒီလိုနိုင်ငံတသေးလေးမှာဒီလိုဒီလိုဘယ်လိုပြောမလဲ half brother sister ပေါ့เนาะတွေးတွက်တူတဲ့မောင်နှမတွေပဲပြောကြပါစို့အဲ့လိုမောင်နှမတွေက ရာထောင်ချီပြီးရှိနေတာကွာပြီးတို့ကမောင်နှမမှလည်းမသိဘူးလူဆိုတာတစ်ခါတလေကြလို့ရှိရင်ကိုနဲ့ဒီဟိုအရန်တူတဲ့လူမျိုးပုံပေါ့နော်အကြိုက်တူတယ်အဲအလေးထားတူတယ်အစိတ်ဝင်စားတာတူတယ်ဘာညာရုပ်တူတယ်အဲ့လိုမျိုးဆိုရင်လူကခင်မင်တတ်တာတော့အဲ့လို attract ဖြစ်သွားတတ်တာမျိုးရှိရလေမောင်နှမမှမသိတဲ့အခါကျရင်တို့ကဒီချစ်ကြိုက်သွားတာမျိုးလဲမှားယွင်းပြီးတော့ဖြစ်သွားနိုင်တယ်ကွာ inset ပေါ့နော်အဲ့ဒါကိုအမေဖေကအရန်စိုးရင်ပါ ဘာကြောင့်လဲဆိုတော့နိုင်ငံကတေးတယ်လူဦးရေကနေတယ်အဲ့ချိန်မှာဒီလိုသူကမောင်နှမအဲ့လို half brother sister တွေကအဲ့လိုရထောင်ချီပြီးရှိနေရင်အချင်းချင်းကြိုက်သွားနိုင်တဲ့ chance ကအရများတယ်ကွာအဲ့ဒါကြောင့်မိခင်ကဒီ Jonathan ကိုဟိုအရင်ဆုံးမေတ္တာရက်ခံနေဆက်မလူနဲ့တော့ဆက်မလူနဲ့တော့ဒါပေမဲ့ तू ကဆက်လူနေရအဲ့တော့တရားဆွဲမယ်ဆိုရင်လည်း तू ကဟိုဆက်လုံနေတယ်ဆိုတာတီးဖို့လိုတယ်ကွာအဲ့ဆိုရင်နောက်ထပ်မိခင်တရားကအဲ့လိုအတွင်ယူတာပေါ့ तू က အဲ့လိုဟိုဟာ social media account တခုဖန်တီးပြီးတော့မှအဲ့ဂျိုနာသန်ကိုအဲသူက bikini တွေပါနေနဲ့အဲ့လိုတွေပုံတွေတင်ပြီးတော့သူကဆွဲဆောင်ပြီးတော့မှအဲ့သူကခလေးလိုချင်တယ်ပေါ့အဲ့သူ spam လှူပါအောင်လားပါညာအဲ့လိုပြောနောက်ဆုံးဟိုကလှူမယ်လို့ပြောလိုက်တဲ့အချိန်မှာသူက evidence ရသွားပြီးတော့တက်တည်ရသွားပြီးတော့သူကတရားရုံးတင်နိုင်သွားတာအဲ့တော့တူတူနဲ့ပြောမယ်ဆိုရင်ကွာတရားရုံးကနေပြီးတော့ဂျိုနာသန်ကို လုံးဝလှူလို့မရတော့ဘူးဆိုပြီးတော့သူ့ကိုပန်းလိုက်တယ်တားမြစ်လိုက်တယ်ပေါ့နော်နောက်ထပ်2023မှာသူ့ကိုဒီလိုလှူဒန်းဆက်ပြီးတော့လှူလို့မရဘူးဆိုပြီးတော့တားမြစ်လိုက်တယ်တကယ်လို့เนี่ยဆက်ပြီးတော့လှူဒန်းမယ်ဆိုတာမိသွားမယ်ဆိုရင်အဲဟုတ်တယ်ယူရိုဟွာပေးရမယ်ကွယ်အာတသိမ့်တန်တက်ခံရမယ်အဲ့လိုမျိုးသူ့ကိုတမလိုက်တာ သူတခြားနိုင်ငံမှာတော့လူရင်ဘယ်လိုလဲ။သွားနေသေးတာလေခုအဲကြောင့်မလို့အရန်ကို concern ရှိရအဲကြောင့်အာဒီနိုင်ငံတနိုင်ငံနဲ့တနိုင်ငံမှာじゃဥပဒေတွေမတူဘူးကွာ။သူကနိုင်ငံဖြတ်ကျော်ပြီးတော့အဲ့လိုတွေချနေရပြီးလို့ရှင်သူဟာဟို spam bank ကနေပြီးတော့စနစ်တကျသွားတာမျိုးမဟုတ်ပဲတည်းမလား။ချိတ်ဆက်ပြီးလှူရှင်တို့လူသူသွားချင်တို့သွားနေရကွာသူအမိအရဘယ်လိုပြောမလဲသူတားဆီးဖို့ခက်တယ်ပေါ့နော်နာမည်လည်းအမျိုးမျိုးတွေတုံးပြီးတော့သူကလုပ်နေတာ ်ဆိုတော့နည်းတလက်မှာပဲလူလို့မရတခြားနိုင်ငံမှာဆက်လူလို့ရသေးတာပေါ့ရသေးတာတော့မဟုတ်ပေမဲ့ तू အဆက်လူနေတာပေါ့နော်အဲ့ဒါကြောင့်မလို့2024ခုနှစ်မှာ Netflix documentary ကဒီသူ့အကြောင်းကို documentary ရိုက်တယ်ဒါပေမဲ့ तू အဲ့ documentary မှာ तू ကပါဝင်ဖို့နဲ့ဒီ comment တွေပေးဖို့ तू ကညှင်းဆိုတယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီ तू तू နဲ့သူ့ရဲ့မျိုးစေ့နဲ့ကလေးယူတဲ့အမေလေးအဲမိသားစုဝင်နေနဲ့ interview ပြီးတော့အဲ့လိုရိုက်ထားတဲ့ documentary ပေါ့နော်သူ့ရဲ့ ဒါပေမဲ့ तू ကဒီ YouTube မှာအရင် active ဖြစ်တဲ့သူ့ကိုယ်ပိုင် account လေးရှိရယ်ကွာဆိုတော့ तू ပြောတဲ့ဟာလေး तू ရုပ်ပုံတွေပါじゃအဲ့ YouTube တွေကလည်း तू တော့ယူသုံးထားခြင်းနဲ့အဲ့လည်းအခုနောက်ဆုံး update ပြောရမယ်ဆိုရင်ဒီအာဂျော်နာဒန်က Netflix ကိုတရားစွဲထားတယ်ဘာမှမနဲ့လဲသူ့အကြောင်းကိုအဲ့လိုနစ်နာအောင်လုပ်တယ်ပေါ့ပေါ့ကွာမဟုတ်တာတွေထည့်ပြောတယ်ပေါ့လုပ်တယ်ပေါ့ အဲအဲ့လိုအမှုတွေနဲ့အခု तू က Netflix ကိုတရားစွဲနေတယ်။ဘယ်နိုင်ငံကဘယ်နိုင်ငံမှာတော့ဆက်ထားအဲအဲ့ဒါတော့တိကျမသိဘူးနေတလားမနေတလားနဲ့ဆွဲတာနေမှာပေါ့သူကနေတလားနိုင်ငံသားဆိုတာလေအဲ့ဒါနဲ့တရားဆွဲထားတယ်အဲ့ရှေ့မတိုင်ခင်မှာကျတော့အမေတွေကသူ့တရားဆွဲတာမဆွဲတာလဲဆိုတော့ तू က YouTube မှာအရင် active ဖြစ်တော့မိဘတွေကအဲ့သူ့ရဲ့ YouTube ကို ban လိုက်စေချင်တယ်ဘာကြောင့်လဲဆိုတော့ तू က YouTube ကနေတဆင့်ဒီကလေးတွေကို message တွေပေးနေတယ်ပေါ့အဲ့လိုတွေးပြီးတော့အမေတွေက အဲ့ဒါဘန်လိုက်စေချင်တာအဲ့အဲ့ဒါတရားဆိုင်တော့ဒါမျိုးတော့နိုင်သွားတယ်ဘာကြောင့်လဲဆို freedom of speech လေနော်သူပြောချင်တာသူပြောလို့ရတယ်ဘာသူကဒိုက်ရိုက်ကလေးတွေဘာညာနဲ့အဲ့လိုသူပြောနေတာလည်းမဟုတ်တော့လေသူပြောချင်အောင်ပြောလို့ဆက်ပြောလို့ရနေရောအဲ့ဒါသူအမှုနိုင်သွားတာလုံခဲ့တဲ့နလာမှာသူအမှုနိုင်သွားတာအဲ့ဒါသူ့ရဲ့ YouTube page မှာသွားကြည့်ပြီးတော့တည်ရအောင်သူ YouTube page မှာသွားပါရပြောတာအစုံမဲ့သွားခရီးသွားရသူ့လည်းဒီဟိုဘယ်လိုပြောမလဲကမ္ဘာမီဒီယာတော်တော်များများနေလဲ Netflix ထွက်ပြီးတဲ့နောက်မှာ interview ရကွာ ။ဒါပေမဲ့ငါကသူ interview တဲ့ပုံစံတွေကိုလည်းတင်ကြိုက်။ကြည့်ရင်စိတ်ထဲမှာသူလိန်နေတယ်အဲ့လိုပဲခံစားရတယ်။သူပြောတဲ့ပုံစံနဲ့။ဘာကြောင့်မလို့ဒီအမေတွေကဂျိုနာတန်ကိုတွေ့တဲ့အချိန်မှာအာချောတယ်ဘလာဘလာပြောပြီးတော့ရွေးကြတာလေလို့စဉ်းစားလို့မရဘူး။ကိုစွန်တော့သူ့ကြိုက်တယ်။အဲ့လိုနစ်လိုဖွဲရရုပ်ရှိရလို့မထင်ဘူးကွာ။ sociopath တင်တယ်နော်။အဲ့လိုထင်တာပဲသူများတော့သူ့မှာအဲ့လိုမျိုးဟိုငေဘွားတော့ကသူကအရန်ကြီးတဲ့ family ကနေကြီးလာတာကွာ မောင်နှမကသူက9ယောက်10ယောက်လောက်ရှိတဲ့ထဲမှာကြီးလာတာဆိုတော့ဟိုမိဘတွေရဲ့မေတ္တာသူကအပြည့်အဝမရအောင်ပေါ့အဲ့လိုညှယူရတယ်ပေါ့အဲ့လိုမျိုးသူများသူ့ကိုတတ်မှတ်တယ်အဲ့ကစိတ်တန်ရာသူ့ကိုဒီလိုမျိုး family ကြီးပေါ့เนาะအဲ့လိုဖြစ်လာခြင်းနဲ့စိတ်ကိုများဖြစ်စေသလားပေါ့ဘာကြောင့်လဲဆိုရင်တချို့ spam donor တ spam donor တော်တော်များများကသူတို့လူတန်းခဲ့တဲ့လူတွေကလေးတွေနဲ့ပတ်သက်ပြီးမှမသိချင်အပြက်ပဲသူကကြတော့အဲ့လိုမဟုတ်ဘူးသူက နုံဒုံဒွန်ဖြစ်တယ်ပေါ့နော်ဟိုမိဘတွေနဲ့သူကဆက်တွဲရှိရယ်ကလေးတွေမွေးတဲ့အချိန်မှာလည်းသူနဲ့ဆက်တွဲရှိရယ်ကလေးတွေနဲ့လည်းပြောတယ်တွေ့တယ်တွားတယ်အဲ့လိုတွေလည်းလုပ်တယ်သူကလေအဲ့တော့အရန်စမ်းကြဲတဲ့သူပေါ့နော်ပြီးရင်အခုအာအင်တာဗျူးတစ်ခုမှာသူပြောတာက तू က तू ကိုယ်တိုင်လဲတဲ့ဟိုဘယ်မိမယူကလေးမွေးရဲ့အဲ့လိုမျိုးပေါ့နော်ကိုပိုင်မိသားစုရဲ့ကလိုချင်သေးတယ်ဟာ तू မိမနေရာမှာနေပြီးစဉ်းစားကြည့်လို့မရအောင် ငါယောက်ျားကလေးတစ်ထောင်တော့မဟုတ်ကလေး3000တော့ရှိနေတယ်ဆိုတာတိတိကြီးနဲ့ဘလို့လို့ပြီးတော့ဒီယောက်ျားနဲ့ကလေးထပ်မွေးရေးပါလေနော်တို့ဆိုတော့မွေးချင်မှာမဟုတ်ဘူးဒါပေမဲ့လူကလောကရဲ့ထူးဆန်းနေလေနော်အဲ့ဒါအောင်ပါစမ်းကြည့်လာကြည့်ရဲဆိုပြီးတော့ချစ်လာကြည့်ရဲဆိုပြီးတော့ယူခြင်းနဲ့မိမလည်းရှင်းရှင်းမှာပေါ့ဆိုတော့အရင်အောင်အောင်လို့ပြောပြကလေးတစ်ထောင်ရှိတဲ့ဂျော်နသန်အကြောင်းဒါပါပဲလို့ကျေးဇူးတင်ပါတယ်လို့